စီးတီးနဲ့အလွန်မှတိလိုက်ရတဲ့လီဗာပူးအသင်းပြင်ဆင်သွားရမယ့်အရာများအားလုံးပဲမင်္ဂလာပါရှင်စပော့ကဘာကနေကြိုဆိုလိုက်ပါတယ်ဘောလုံးအားကစားဆိုတာကတော့အနိုင်နဲ့အရှုံးအမြင့်နဲ့လေပတ်နေမှဖြစ်ပြီးတော့ နိုင်သွားခဲ့ရင်လည်းဘာကြောင့်နိုင်တာလဲရှုံးသွားရင်လည်းဘာကြောင့်ရှုံးရတာလဲဆိုတာကိုကောက်ကဲပြပြသိဖို့လိုအပ်ပါတယ်။ဒါမှလည်းပဲနောက်ပိုင်းမှာပြင်ဆင်တင်တာတွေကိုသိလာရမှာဖြစ်ပြီးတော့ဒီလိုပြင်ဆင်ရင်းနဲ့ကောင်းမွန်တဲ့အရာတွေစီကိုတက်လန်းလာနိုင်မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့မက်ဆီဒီသင်းတဲ့ပွဲစဉ်မှာလီဗာပူးအတွက်ပြင်ဆင်တင်တဲ့အရာတွေကိုမျက်စုလိုတွေ့မြင်ခဲ့ရပါတယ်။ဒီအကြောင်းမပြောခင်မှာရာသီအစအချိန်တွေကိုတစ်ချက်လောက်ပြန်ပြီးတော့ကြည့်ကြရအောင်။လီဗာပူးကလက်ရှိရရှိထားပြီးရဲ့ပရီးမီးယားလိချန်ပီယံဘွဲ့ကိုကာကွယ်ဖို့အတွက် အခုဂျပန်ပြန်ပြီးတော့မှစတင်လာတာကိုပြုလုပ်ခဲ့တယ်။ Champion Squad တွေကိုအများကြီးပြုပြင်ပြောင်းလဲခဲ့တယ်။ကိုကကောင်းမွန်တဲ့စင်တန်းတစ်ခုမှရှိနေပြီးသားဖြစ်တာကြောင့်မလို့ဒါကိုတွေ့တဲ့လောင်းနေလို့မခေါ်ထိုက်ပေမဲ့လို့လေတကယ်တမ်းမှကတော့လီဗာပူးအသင်းကအစကနေပြန်ပြီးတော့စတင်နေလို့တောင်ဆိုလို့ရပါတယ်။ Louis D ရဲ့ပင်တိုင်ယူထားတဲ့ဘေတောင်မှန်မှာဂပိုရဲ့ Henry ကိုအပြေအဝမြင်လာရတယ်။ Full back တွေဆိုလို့ရှိရင်လည်းဆုံးလိုက်လဲလှဲလိုက်တယ်။ဒီနေရာမှာဒီကစားသမားတွေပဲကစားတာဆိုပေမဲ့လို့ ကစားသမားတဦးချင်းရဲ့ individual quality ကအများကြီးကွဲပြားပါတယ်။အစိုးရရဲ့အကောင့်တွေအားနည်းချက်တွေအားသာချက်တွေကအများကြီးရှိပါတယ်။ဒါတွေကိုအကောင့်ဆုံးခွဲခြမ်းစိတ်ဖြာပြီးတော့အသုံးချရမှာကတော့အသင်းနည်းပြအဖွဲ့ဝင်တွေရဲ့တာဝန်တွေဖြစ်နေပါတယ်။နောက်ပြီးတော့ကွင်းလယ်ဆိုလို့ရှိရင်လည်းကြီးမားတဲ့ပြောင်းလဲမှုတွေပြုလုပ်ခဲ့သလိုအဆက်ပိုင်းဆိုလို့ရှိရင်လည်းတက်ကနေပြီးတော့ပြန်ဆတဲ့သဘောမှာဖြစ်နေပါတယ်။ဆာလာကပွဲတိုင်းပါနေတာဘာကြောင့်တက်ကပြန်ဆတယ်လို့ပြောရလဲဆိုလို့ရှိရင်တော့ မနစ်ကဆာလာတာဝန်ယူခဲ့ရတဲ့ပုံစံနဲ့လက်ရှိသွားနေတဲ့ကစားကွက်မှာမူဆာလာတာဝန်ယူနေရတာကလုံးဝမတူတော့ပါဘူး။မနစ်ကဆိုရင်အထောင်ကတိုက်စစ်မှုတွေအထူးသဖြင့်ပေါ့နော်ဂျူတာနဲ့နူးမြတ်တို့ကကွင်းလယ်အထီကိုဘောလုံးဆင်းတဲ့ပြီးတော့ target man အဖြစ်နဲ့တာဝန်ယူခဲ့ရပြီးတော့ဆာလာကတော့ goal scorer အဖြစ်တာဝန်ယူခဲ့ရတာပါ။ဒီနှစ်အခုအပြောင်းမှာခေါ်ထားတဲ့တိုက်စစ်မှုနှုတ်ကကြတော့အထောင်တိုက်စစ်မှုစစ်စစ်တွေဖြစ်နေပြီးတော့ goal scorer မူပိုင်ကွင်းကသူတို့လက်ထဲကိုရောက်ရှိသွားပါတယ်။ဒီတော့ တောင်မန်တစ်ဖက်ကဖန်နှီးမှုတွေပဲပြုလုပ်လို့ရအောင်လို့ပို့ပြီးတော့မှအားဆိုင်ရတာမှဖြစ်ပြီးတော့ကိုးသွင်းမယ်ကိုးဖန်နှီးမယ်ဆိုတာတွေက50 50အခြေအနေဖြစ်နေရင်တော့မှဖန်နှီးမှုကိုရွေးချယ်ရမှာကလက်ရှိတောင်မန်မှာကစားနေတဲ့ဂပူနဲ့ဆာလာတို့ရဲ့တာဝန်ပဲဖြစ်ပါတယ်။မျက်စုလို့အနေနဲ့ဒီရထားမှာနေမယ်စပြီးတော့လွဲနေပြီလို့တွေ့မြင်ရတယ်။ဆာလာကဖန်နှီးမှုဆိုတာထက်ဂိုးသွင်းမယ်ဆိုတဲ့အတီးကစိတ်ထဲမှာစွဲနေပြီးတော့မဖြစ်တင်တာတွေဖြစ်နေတာပါပဲ။သူ့ကိုအပြစ်မတင်ရပေမဲ့လို့လဲ ပြောင်းလဲလာတဲ့ဟန်တစ်ခုမှာတော့အလိုက်အသင့် light ပါမပြောင်းလဲတဲ့မိုဆာလာရဲ့ mentality ကိုတော့လက်ပြလုံစွာနဲ့ပဲအပြစ်တင်ချင်ပါတယ်။ရှေ့ပွဲတွေမှာမတိမတာဖြစ်ခဲ့ရာကနေပြီးတော့ Man City နဲ့ပွဲစဉ်မှာကတော့ပို့ပြီးတော့တည်တာဖြစ်ပါတယ်။ဘိုးသမားနဲ့တူးချင်းအတွေ့မှာတစ်ဖက်မှာကိုကစားသမားနှစ်ယောက်လိုက်ပါလာခဲ့ပြီးမြဲလေဘိုးဝင်အောင်လို့ပဲဆာလာကသွင်းဖို့ကြံဆောင်ခဲ့တာကလုံးဝမှားကြီးပါပဲ။ဒါကပြင်ဆင်ရမယ့်နံပါတ်1အချက်ပါ။ဘလို့ပြင်ဆင်ရမလဲဆိုတာကတော့ ကစားသမားကိုပြောင်းလဲဖို့မလိုဘဲနဲ့ကစားသမားရဲ့နီးစနစ်ကိုပြောင်းလဲလိုက်လို့ရှိရင်အဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်။နောက်တစ်ချက်ကတော့ခံစစ်ပါ။ပညာရတစ်ခုကိုတက်မြောက်တယ်ဆိုရင်ယာနုံပြည့်တက်မြောက်ပါမယ်။မတက်မြောက်ဘူးဆိုလို့ရှိရင်လည်းယာနုံပြည့်မတက်မြောက်ပါနဲ့။ဒါဆိုလို့ရှိရင်သင်လို့ပြင်လို့ရပါသေးတယ်။ပုံမရောက်ဒီမရောက်တက်မြောက်နေရင်တော့သင်တာလည်းလက်မခံအပြည့်အဝလည်းမတက်မြောက်ဆိုရင်အကုန်လုံးအခက်တွေ့ရတတ်ပါတယ်။ဒါကလက်ရှိလီဗာပူးခံစစ်ရဲ့ဟန်ပါ။ကောင်းလားဆိုတော့လည်းကောင်းတယ်။ညံလားဆိုတော့လည်းညံ့နေပြန်ပါသေးတယ်။ မန်စီးတီးကိုခွင့်ပြုပေးလိုက်ရတဲ့၃ခုစလုံးကခန်းစစ်ရဲ့အမှားနဲ့တလုံးမှမကင်းခဲ့ပါဘူး။ဘလို့ပြင်ဆင်မလဲဆိုတာကတည်းကဒါကအသင်းကိုရလက်ဆိုးနေစေတဲ့ဒုတိယအချက်ဖြစ်နေတာကြောင့်ပြင်ကိုပြင်မှဖြစ်ပါတော့မယ်။တွင်းလန်ကတော့ဟန်ချက်ညီနေစေပဲလို့ယူဆမိပါတယ်။လိုအပ်ချက်များကိုပြင်ဆင်ရင်းနဲ့အကောင်းဆုံးပြန်လာနိုင်ပါစေလို့ပဲမျှော်လင့်လိုက်ရပါတယ်ရှင်။